လိုက်တန်ကိုကြည့်ရှုနေကြတဲ့ယဟန်ရှိလူပြည်သူအားလုံးတောကခံဝင်ဒီနေ့ကြရင်ကောင်းကျိုးအနန္တချက်ချင်းရပြီကြားမှချမ်းသာကြပါသည်ယခုရာသီဆက်ဝင်းတို့ရွှေ့ပြောင်းလာတာစက်တင်ဘာ25အောက်တိုဘာတရကြာရောက်လာပြီစက်တင်ဘာလရဲ့နောက်ဆုံးရက်နောက်ဆုံးရက်တတ္တပတ်ပေါ့နော်မိုးနောက်ကုန်ပြီး ဟိမံဦးဆောင်းဦးကာလအေဂျန်တရားခြင်းနဲ့ဘဝကိုစကြအောင်နော်အားလုံးပြည့်စုံကြပါစေအပရမအောင်သောမေတ္တာရာသီဘွားမေတ္တာရာသီဘွားဆိုတာမတ်လ27နဲ့ AP 20ကြားမှာဝေးဖွားတဲ့လူတွေဖြစ်တယ်အဲစက်တင်ဘာ25နဲ့အောက်တိုဘာ1ရက်ကြားမှာမေတ္တာရာသီဘွားတွေ မိတ္တရာဒီဘာမတ်လ23နဲ့ AB 20ကြားမှာမွေးတဲ့လူတွေသူတို့ရဲ့ကံတရားတွေဟာအလောက်ကန်စီးပွားတုတ်တဲ့အစဉ်ပြေမဲ့အရှိန်ဝါကြီးတဲ့လူတွေရဲ့ထောက်ပံ့ကူညီမှုတွေရွှေတဲ့မျိုးတွေမှာကြားမှာရငွေကြေးလူမှုရေးဆိုင်ရာတုတ်တဲ့မှုတွေအခုဒီအထောက်ပံ့နေတိုးချဲ့ရတဲ့လုပ်ငန်းစီးပွားယာတူးတွေပတ်သက်လာ ကောင်းသောပြောင်းလဲခြင်းတွေနဲ့အများဆုံးစတင်လိုက်ရမယ်အချိန်ပဲလက်အောက်ငယ်သားတွေကအကျိုးပေးလိမ့်မယ်မိမိရဲ့လက်ကင်မှုပတ်ဆက်အိတ်တို့ပျောက်ဆုံးတတ်တယ်နှလုံးသားချစ်သူကိစ္စများစိတ်သက်ကြောင်းလန်းလက်ထပ်ခြင်းရှိမယ်နိုင်ငံသားတော်မဲ့လူများလောလောကူကူအဆင်ပြေမယ်နိုင်ငံသားမှာရောက်နေတဲ့လူတွေနေထိုင်ရေးစားဝတ်နေရေးဝေကြီးများအဆင်ပြေတဲ့ကာလအနောက်ရှက်နေနေရတော့ တခုခါတတ်တယ်လူလင်ခါတတ်တယ်အဓိကပတ်စာအိတ်တို့လက်ကైဖို့လို့တတိထားပါအဲကံကောင်းခြင်းနဲ့ဆိုရင်တော့ဒီကာလတွေမှာအကွက်အချင်းတွေနှက်ပြနေညူပန်းရောင်အဝါရောင်အဲအုပ်စုတွေဝတ်ပြီးပါရှစ်တခွန်ပတ်လဲထီထိုးမဲ့ဆိုရင်တနုံးတွေအင်္ဂါနေ့တွေမှာထိုးရှစ်တခွန်ပတ်လဲအကျိုးပေးပါတယ်ဝိဇာသရဏတမန်တော်ဝိဇာသရဏတမန်တော်ဂုံတော်ကတော့တပတ်လုံး တနေ့ကိုပတိကိုပစိတ်ပြီးပါကစုံညကစုံရွက်ကစုံဥလူပေးနိုင်တော့ကံကောင်းတာတွေတွေ့ရပါလိမ့်မယ်မိသားญาတိဘွားအားလုံးဘေးရကျမ်းမှချမ်းသာကြပါစေ။